ပြင်းပြင်း online game ဆိုရင်ပတ်စံရှာကြမယ်တိတ်ထွက်ရှိတာလေ snack crash ဆိုတဲ့ game တွေကတော့ game ဆိုရင်တင့်ကိုပတ်စံရအောင်ပြုလုပ်ပေးနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါဗျ free online crypto and info you channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းလေးကတော့ snack crash ဆိုတဲ့ play for money game အကြောင်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီကောင်လေးကတော့ game လဲဆိုရင်ပတ်စံလဲရနေမှာဖြစ်ပါတယ် ဆိုတော့ DBU ထဲမှာ Snack Crack Games on နည်းပတ်စံထုတ်ဖို့အတွက်ဘာတွေလိုအပ်လဲဆိုတဲ့အကြောင်းတွေကိုအသေးစိတ်ပြောပြပေးတော့မှာဖြစ်လို့ video လေးကိုမကြော်ဘဲနဲ့ဆုံးထိကြည့်ပေးကြပါဗျာ Games on ပြီးပတ်စံရှာဖို့အတွက်ဆိုရင်တော့ပထမဆုံးအနေနဲ့ VPN ရှိထားဖို့တော့လိုအပ်ပါတယ် VPN ကိုတော့ချမ်းချမ်း VPN သုံးရင်အဆင်ပြေပါတယ် VPN ရပြီဆိုရင်တော့ US region နဲ့ VPN ခန်းနားလိုက်ပါ ပြီးရင်တော့ application download တွေ Play Store ထဲဝင်ပါ Play Store ထဲရောက်ရင် Snack Crush ဆိုတဲ့ app ကို down လိုက်ပါ down ပြီးရင်တော့ကျွန်တော် app ထဲဝင်လိုက်ပါကျောဒီ app ကိုအသုံးပြုမယ်ဆိုရင်တော့ VPN ခံထားဖို့လိုအပ်ပါမယ်ကျောက် app ထဲရောက်ပြီဆိုရင်ဒီအပေါ်မှာနှစ်မျိုးတွေ့မြင်ရလိမ့်မယ်ပတ်စံပုံလေးနဲ့ coin ဆိုတာလေးကိုတွေ့မြင်ရလိမ့်မယ်ဒီကောင်နှစ်ကောင်တော့အတူတူပါပဲကျောတို့မှာရှိတဲ့ coin အမောက်ကိုသူကပတ်စံအနေနဲ့ပြပေးပါတယ် ျွန်တော်ကဒီဂိမ်းထဲမှာအဲ့လိုပတ်စံလေး coin တွေကိုရှာရမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်တော့ကျွန်တော်ပထမဆုံးဂိမ်းဆော့ဖို့အတွက်ဒီအောက်မှာတွေ့မြင်နေရတဲ့ level ဆိုတာလေးကိုနှိပ်လိုက်ပါ။ဒါကတော့ဂိမ်းဆော့ရတဲ့နေရာပဲဖြစ်ပါတယ်။ကျွန်တော် level ဆိုတာလေးကိုနှိပ်လိုက်ရင်ဂိမ်းထဲကိုရောက်သွားပါလိမ့်မယ်။အဲ့ခါကျရင်တူကဒီအပေါ်မှာ aura လေးပြပေးထားပါတယ်။အဲ့ဒီအပေါ်မှာပြထားတဲ့ aura တိုင်းကျွန်တော်ကဒီအောက်မှာရွေးချယ်ပေးရမှာဖြစ်ပါတယ်။အဲ့ဒါဆိုရင်တော့ကျွန်တော်ကဂိမ်းကိုအနိုင်ရရှိမှာပါ။ ကျွန်တော်တို့ဒီလိုမျိုးရွေးချယ်ရင်းနဲ့ဒီအလဲလေးမှာပတ်စံပုံစံလေးပြနေရဆိုရင်တော့အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါအဲ့လေးကိုနှိပ်လိုက်တဲ့ဆိုရင်တော့သူက AD ရဲ့ပြပါလိမ့်မယ်ကျတို့ကဒီလိုကြော်ညာကိုကြည့်ရဆိုရင်ပတ်စံရပါတယ်ကျတို့ကဒီ snack crash ဆိုတဲ့ gain နဲ့ကနေပြီးတော့ပတ်စံရဖို့အတွက်ဆိုရင် အခုလိုကြော်ညာတွေကိုကြည့်ပြရပါမယ်ဒီကောင်လေးကကြော်ညာရဲ့ကြည့်ရတာဖြစ်တဲ့အတွက် Wi-Fi ရှိတဲ့သူတွေပဲဒီ app ကိုလုပ်ဖို့အတွက်အကြံပေးပါတယ်။ရိုးရိုး mobile data သမားတွေကတော့ဒီ app ကိုမလုပ်ကြပါနဲ့။ဘာလို့လဲဆိုတော့ဒီကောင်ကကြော်ညာကိုတော်တော်ကြည့်ပေးရတာဖြစ်တဲ့အတွက် data တော်တော်ကုန်ပါတယ်။ Okay ။ဒါဆိုရင်တော့ကျွန်တော်တို့ဒီ Snapcrash ဆိုတဲ့ app ကနေပြီးတော့ Game Sony နဲ့ပတ်စံရှာနည်းလေးကိုသိမယ်လို့တော့ထင်ပါရဲ့။ဒီကောင်ကတော့ပတ်စံရှာရတာပထမဆုံးပဲရှိပါသေးတယ်။ ကျွန်တော်ကခုလိုမျိုးကြောင်ညာကိုပြီးအောင်ကြည့်ရဲဆိုရင်တော့ပတ်စံရောကွိုင်ရောရလာမှာဖြစ်ပါတယ်အဲ့တော့မှကိုကထပ်ပြီးတော့ပို့လို့ခြင်းနေဆိုရင်တော့ဒီအောင်မှာ get the face ဆိုတာလေးရှိပါတယ်အဲ့တော့နှိမ့်လိုက်ရင်ပတ်စံနှစ်စားထပ်ပြီးရောရရှိမှာဖြစ်ပါတယ် ပြီးရင်တော့ကျွန်တော်ဒီမှာပြန်နေရဲ့တစ်တာဘုံလေးလည်းရှိပါတယ်အဲ့တော့နှိမ့်လိုက်ရင်လည်းကျွန်တော် AD ရဲ့ကြည့်ပေးရပါတယ်အဲ့ဒီ AD ကိုကြည့်ရဆိုရင်လည်းပတ်စံရပါတယ်ပြီးတော့ဒီအပေါ်မှာဆိုရင်လည်းတစ်တာဘုံလေးထပ်ပြီးရရှိပါသေးတယ်အဲ့ဒါကိုနှိမ့်လိုက်တဲ့ဆိုရင်လည်းကြောညာထက်ကြည့်ရပါတယ်ဒီ app ကနေပြီးရပတ်စံရဖို့အတွက်ဆိုရင်တော့ကြောညာကိုတော်တော်များများကြည့်ရပါတယ်ဖေကျွန်တော်ပွဲပြီးွားရဆိုရင်တော့ဒီပုံမှာ get reward ရဲ့ next level ဆိုတာရှိပါတယ်အဲ့နှစ်ခုတည်းကနေပြီးရပေရပဲနှိမ့်နှိမ့်ကျွန်တော်က AD ရဲ့ကြည့်ရမှာဖြစ်ပါတယ် next level ကိုနှိပ်တယ်ဆိုရင်တော့ကျွန်တော်တို့နောက်တစ်ဆင့်ကိုရောက်ရှိမှာဖြစ်ပါတယ်။ကိုကနောက်တစ်ဆင့်မသွားခြင်းဘူးဆိုရင် reward ကိုထိုင်နေနေလို့ရပါတယ်။အဲ့လို reward ကိုနှိပ်တယ်ဆိုရင်ကြောညာတွေကြာလာပါလိမ့်မယ်။ဒီလိုကြောညာကြီးကြည့်ရင်လည်းပတ်စံရပါတယ်။ဒီကောင်လေးကတော့အပြီးကျမ်းပါတယ်။စစချင်းစောတဲ့သူတွေဆိုရင်တော့ကျွန်တော်တို့ပတ်စံတော်တော်ရကြပါတယ်။ဟေးဒါဆိုရင်တော့ဒီ Snack Crack Game လေးရဲ့ဂိမ်းစွန်ဒီနဲ့ပတ်စံရှာနီးလေးကိုအားလုံးနားလည်မယ်လို့ထင်ပါတယ်။ကျွန်တော်တို့ဒီ Snack Crack Game နဲ့ကနေပြီးတော့ရလာတဲ့ပတ်စံတွေကို ဘယ်လိုထိုးရမလဲဆိုတဲ့အကြောင်းလေးကိုထပ်ပြီးပြပြပေးပါမယ်ကျောက်ဒီ snack crate ထဲကနေပြီးတော့ပတ်စံထိုးဖို့အတွက်ဆိုရင်တော့ပေးပဲအောက်ရှိထားဖို့တော့လိုအပ်ပါတယ်ပေးပဲအောက်ရှိရဲ့ဆိုရင်ကျွန်တော်တို့ဒီတွေကနေပြီးတော့ပတ်စံထိုးလို့ရပါတယ်ပတ်စံထိုးဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ဒီအပေါ်လေးမှာပတ်စံပုံစံလေးပြနေပါလိမ့်မယ်အဲ့ဘက်ဘေးလေးမှာဆွတ်ဆိုတာလေးရှိပါတယ်အဲ့ဒီဆွတ်ဆိုတာလေးကိုတစ်ချက်နှိမ့်လိုက်ပါဒါလေးကတော့ကျွန်တော်တို့ပတ်စံပြန်ထိုးရတဲ့နေရာပဲ ဖြစ်ပါတယ်ကျွန်တော်ဒီတရက်နေပြီးရောပတ်စံထုတ်ဖို့အတွက်ဆိုရင်တော့ wallet ၃မျိုးနဲ့သုံးလို့ရပါတယ်ကျွန်တော်ဒီအပေါ်ကဆွက်ဆိုတာလေးကိုနှိပ်ကြည့်လိုက်ပါအဲ့လေးကိုနှိပ်လိုက်တယ်ဆိုရင်ဒီမှာကျွန်တော် wallet ၃ခုချက်လာလိုက်ပါမယ်ပတ်ပံရဲ့တနာရဲ့ paypay ရဲ့ဆိုပြီးတော့ချက်လာပါလိမ့်မယ်ကျွန်တော်က paypay နဲ့ထုတ်မှဖြစ်တဲ့အတွက် paypay ကိုပဲရွေးချယ်ထားလိုက်ပါโอเคကျွန်တော် PayPay ကိုရွေးချယ်ထားပြီးပြီဆိုရင်တော့ဒီ gain နဲ့ကနေပြီးတော့ပတ်စံထုတ်ဖို့အတွက်က နေလုံး0.01ဒေါ်လာနဲ့စထုတ်လို့ရပါတယ်0.01ဒေါ်လာတစ်ကြိမ်ထုတ်ပြီးရင်တော့ပျောက်သွားပါလိမ့်မယ်ပြီးရင်တော့ဒီမှာ0.05ရနေပြီးတော့စထုတ်လို့ရပါတယ်ထုတ်မယ်ဆိုရင်တော့ကျွန်တော်တို့ exchange ကိုနှိပ်ပါ exchange ကိုနှိပ်လိုက်တယ်ဆိုရင်ဒီနေရာမှာကျွန်တော်တို့ PayPal account ဖွင့်ထားတဲ့ Gmail ကိုထည့်ပေးရပါမယ်အဲ့ဒါကိုထည့်ပြီးပါရင်ကျွန်တော်ခွဒေါ်ဆိုတာနှိပ်ရုံပါပဲဒါဆိုရင်တော့ကျွန်တော်တို့ဒီ Snapcrack gain နဲ့နေပြီးတော့ပတ်စံထုတ်တာအောင်မြင်သွားပါပြီ ကျွန်တော်ဒီ snack crack game နဲ့နေပတ်စံထုတ်တဲ့အခါမှာလဲအကြိုက်စောင့်စီရမလို့ပါဘူးခဏလေးနဲ့တင်ကျွန်တော်ရဲ့ဘေးဘက်အကောက်ထဲကို ရောက်လာပါတယ်အချိန်အားဖြင့်ကတော့10မိနစ်လောက်ပဲကြာပါတယ်10မိနစ်နေရတဲ့ကျွန်တော်ရဲ့ PayPal account ထဲကိုရောက်လာပါတယ်ဒီမှာဆိုရင်လည်းကျွန်တော်ထုတ်ထားတဲ့0.01ဒေါ်လာကျွန်တော်ရဲ့ PayPal account ထဲကိုရောက်လာပါတယ်ဒီ Snack Crack Gain လေးကတော့ထွက်ထားတာတိတ်လေမကြသေးပါဘူးပြီးတော့အပေးလေးနည်းနည်းလေးကျမ်းပါတယ်အနည်းဆုံးထုတ်ရတဲ့အမောင့်ကလည်း0.01ဒေါ်လာနဲ့စပြီးထုတ်ရတာဖြစ်လို့အဆင်ပြေပါတယ်ဒါဆိုရင်တော့ဒီ Snack Crack Gain ဆိုရင်ပတ်စံရှာနည်းနဲ့ပတ်စံဘယ်လိုထုတ်ရမလဲဆိုတဲ့အကြောင်းလေးတွေကို အားလုံးနားလည်မယ်လို့ထင်ပါတယ်ဗျ။ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရတဲ့ကျေးဇူးတင်ပါတယ်ဗျ။ကျွန်တော် channel လေးကို subscribe လုပ်ရသေးရင်လည်း subscribe လေးလုပ်ထားကြပါဦး။ပြီးတော့အခုလိုမျိုး online နေပြီးတော့ပတ်စံ share လို့ရတဲ့အကြောင်းတွေသိချင်သေးရဆိုရင်လည်းကျွန်တော်ရဲ့ Telegram channel လေးကို join ထားကြပါဦးဗျ။ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရတဲ့ကျေးဇူးတင်ပါတယ်ဗျ။အားလုံးကိုကျေးဇူးပါ။